UAB, with you on your journey of life. တတန်းပြေးလို့အမေရိကန်တပ်ပရရာဒူးကနေနှုတ်ထွက်ခဲ့တဲ့နောက်ကာရီဘီယံပင်လယ်ကမ်းစမှာတွားရောက်ပန်းဖြေရင်းဘာရက်အိုဘားမားတယောက်လေတကွန်နဲ့ချိတ်ဆက်ရေလိုင်းစီးတဲ့အားကစားကိုတင်ယူတက်မြောက်လာခဲ့ပါတယ်။အမေရိကန်ရဲ့၄၀၄၀မြောက်တမရအဖြစ်ရှစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့အိုဘားမားဟာဇန်နဝါရီလ၂၀ရက်နေ့မှာအင်ပီရိုကနေထွက်ခွာပြီးကာရီဘီယံဒေသကဖိဒိန်ပိုင်းဗာဂျင်ကျွန်းစုအစိတ်ပိုင်းမှာမိသားစုနဲ့အတူတွားရောက်ပန်းဖြေခဲ့တာဖြစ်ပါတယ်။အဲဒီကျွန်းမှာ Virgin Group ကုမ္ပဏီတည်ဆောင်သူနဲ့ဘီလီယံနာတထေးကြီး Richard Branson က ိုဘားမားလူမိသားစုကိုအဲ့ခံကြိုဆိုပြီးအပန်းပြခီးအတွက်ကုညီစီစဉ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ဘရန်ဆန်ကအိုဘားမားကိုလေဒီဝန်နေနဲ့ချိတ်ဆက်ပြီး ရေလိုင်းစီးရတဲ့အားကစားကိုတင်ကြားပေးခဲ့တာပါ။အိုဘားမားကတင်ယူတက်မြောက်သွားတဲ့အချိန်မှာတော့ဘရန်ဆန်ကနှစ်ယောက်အတူပြန်စီးကြဖို့စိန်ခေါ်ခဲ့ပါတယ်။ဘရန်ဆန်ရဲ့စိန်ခေါ်မှုကိုအိုဘားမားကလက်ခံပြီးနှစ်ယောက်ပြန်စီးတဲ့အခါမှာတော့အိုဘားမားကမီတာ100လောက်အထိဇက်တိုက်လိုင်းစီးပြခဲ့တာကြောင့်တင်ပေးတဲ့ဆရာကိုအနိုင်ရသွားခဲ့တယ်လို့သိရပါတယ်။ရှက်တန်ညာလက်ချက်မှုတွေပြီးမှအိုဘားမားရဲ့အပန်းဖြေခီးစဉ်နောက်ဆုံးနေမှာဒီပွဲကိုရှင်မြန်ဖို့သဘောတူအကောင်းတွေဖော်ခဲ့ကြလို့လဲဘရန်ဆန်က Virgin Group ရဲ့တရားဝင် website မှာကြေတာထားပါတယ်။အိုဘားမားဟာစစ်အေးလက်ရည်အနားယူခဲ့တဲ့အပန်းဖြေခီးစဉ်ပြီးအခုအခါမှာတော့ Washington DC ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။